မင်္ဂလာပါမိတ်ဆွေတို့ရေဘယ်နဲ့တော့ YouTube channel လေးရတဲ့ကြိုးစားပါရဲ့ဗျာဒီတစ်နေ့မှာတော့မိတ်ဆွေတို့ကိုရန်ကို၆၆စရာကောင်းပြီးစိတ်ဝင်စားစရာကောင်းတဲ့ပင်လယ်ဇာတ်လမ်းတစ်ပုဒ်ကိုပြောပြပေးတော့ပါမယ်အဲ့ဒါကတော့နေထက်ကိုလေတစည်းနဲ့ငါးပန်းထွက်ရင်လေဆောင်တရေဖူးကြီးနဲ့တွေ့ကြုံခဲ့ရတဲ့ကန်တာရရွာကလေးကဒီခုလျောက်အကြောင်းပါပဲကန်တာရဆိုတာပင်လယ်တဲကကျွန်းတက်တက်လေးတစ်ခုပါဗိုလ်လေးမျိုးနဲ့အောက်ဖက်ပန်းမင်းမလာကျောင်းနဲ့မင်းမွေးမှာတည်ရှိပါတယ် အနီးနားမှာရေပြားကိုင်းတောင်းကရုံကနေအေရဆတ်ဖြစ်ရွာကြီးရောက်ကလေးလည်းရှိပါတယ်အဲ့ဒီပင်လယ်ပင်နဲ့လေဆာဒူဝရောက်ကန်နေရတဲ့ကမ်းရိုးတန်းကရွာငယ်လေးတစ်ရွာမှာအောင်းနိုင်နဲ့ထိုးထူးဆိုတဲ့ညီကုံရောက်ရှိကြပါတယ်ဒီကနဘာကသူတို့ငငယ်လေးတွေကဆုံးပါသွားခဲ့တော့ညီကုံနှစ်ယောက်ကတယောက်ကိုတယောက်အမိတဲ့ပြုတ်ရင်တန်ငါလုံးနဲ့ပဲဝါကိုရောက်ကန်နေကြရတာပေါ့အောင်းနိုင်ကအကြီးပိပိရာရာကိုတာဝန်ယူပြီးဤဖြစ်သူဖိုးထူးကိုလည်းထဲချောင်းရတယ် ဖိုးတို့ကတော့နည်းနည်းတွက်လပ်ပြီးမှအတွေ့အကြုံတော့လူသေးရပေါ့။ဒါပေမဲ့လည်းပင်လယ်သားတွေပြည်ပြည်ကုန်ပြင်းငါးရှာပိုက်ချတဲ့အလုပ်တွေမှာကြာတော့စမ်းချမှုတွေရှိကြပါတယ်။ခင်ဗျားမတော်ဒီကုန်ရောက်မြစ်ထဲကိုငါးဘန်းတက်ဖို့ပြင်ဆင်နေကြပါတယ်။မိုးတွေကင်းစင်တဲ့ဇောင်မုံလာပြညာဖြစ်တာမို့လာမင်းကြီးကထိန်းထိန်းကြာနေခဲ့ပါတယ်။ပွဲတော်ရဲ့ဖြစ်ပေမဲ့မနှက်ဖြန်စားဖို့ကအရေးကြီးတာကြောင့်လည်းအများကောက်တယ်လို့မပြောနိုင်ရှာပါဘူး။ဒါပေမဲ့အများသူကပြောနေတဲ့အချက်ကသူတို့အတွက်အခွင့်ကောင်းတစ်ခုလည်း ဖြစ်လာနိုင်တယ်လေ။ဘာဖြစ်လို့လဲဆိုတော့ဒီလိုလိုက်အောင်လေးထင်နေတဲ့ညံတို့တွေမှာရေစီးနည်းနည်းတန်ပေမဲ့ငါးဟုတ်တွေကရုံးမှုတွေတက်ကြပါတယ်။ဒါအပြင်သူတို့တို့အချောင်းငါးပန်းတဲ့သူတွေကပွဲတော်ကိုရောက်နေတာကြောင့်ရထဲမှာငါးပန်းမဲ့သူတိတ်မရှိတော့ဘူးလေ။အဲဒီလိုအချောင်းရတွေကိုတွက်ချက်ပြီးသူတို့ညီကိုနှစ်ယောက်ကတော့မြဝနဲ့ပင်လဆက်တဲ့မြချောင်းကြီးထဲမှာငါးပန်းဖတ်ဖို့ပြင်ဆင်နေကြတာပေါ့။သူတို့ရဲ့တခုတည်းတော့အားကိုးရလေကလေးပေါ်မှာဘိုက်ကွန်တစ်ခု နားထဲကိုချင်းအောင်စုပ်လေးတွေရေဘူးတစ်ခုနဲ့မပေါ်မဖြစ်မိချင်းတဲ့ဆက်လက်လေးကိုတင်ပြီးတော့ပေါ့ဒီညကလာပြီညဆိုတော့ငါတော့ရမယ်ထင်ပါလေကွာ ဆိုပြီးတော့ဖိုးသူကညှလင်းချက်လေးနဲ့ပြောလိုက်တယ်အကိုကြီးဖြစ်သူအောင်နိုင်ကတော့ဘာမှပြန်မပြောဘဲနဲ့လေကိုမြချောင်းတိုင်းပဲတည်ငြိမ်စွာလျှောက်ခတ်နေခဲ့တယ်မြစ်လေလောက်ရောက်တော့သူတို့ပိုက်ကွန်ကိုဖြန့်ချလိုက်တယ်တနားရီလောက်ဆောင်ပြီးတော့ပိုက်ကွန်ကိုဆွဲတင်ကြည့်ရခါမှာငါးသိန်းငါးမွှားတွေလောက်ပဲပါလာခဲ့တယ် ရောင်းတန်းဝင်တဲ့ငါးကြီးရဲ့တကောင်တလေတော်မပါလာခဲ့ပါဘူး။နောက်တနေ့ရပြောင်းလဲနောက်တစ်ခါပိုက်ခွင့်ချတယ်။အဲ့ဒီလိုနဲ့၃လေးတင်လောက်လောက်တာတော့မှဟင်းစားလောက်ငါးကလေးတော်မှမမရရမရခဲ့ပါဘူး။ညလည်းနတ်တော်ပြေကိုကြီးအားဒီတက်ဆိုအချိန်လေးကတော့မကောင်းတော့ဘူး။အားမရရင်မနဲ့ကြရင်ဘာနဲ့စားကြမတော့။ဆိုပြီးတော့ဖိုးသူရဲ့အတံမှဆိုးရိမ်စက်ပြီးပါနေခဲ့တယ်။အကိုကြီးဖြစ်သူအွန်လိုင်းနဲ့စိတ်သက်ကြသင့်တယ်လို့ဖြစ်လာပြီးတော့အေးကွာ ဒါပေစီမှာဒီလိုခင်လို့တခါမှမဖြစ်ဘူးပါဘူးကွာဒီညမှာဘလို့များဖြစ်ပြစ်ဖားရဟိုမှာလူတယောက်ကွာဟိုမှာအကိုကြီးအွန်လိုင်းကြောင့်ပြရစီကိုရှမ်းကြည့်လိုက်တဲ့အခါမှာမိရဲ့တဖက်ကန်းဆက်စစ်ပင်အိုးအိုးဆိုင်းဆိုင်းလေးတွေရှိရဲ့နေရာကနေပြီးတော့ရက်ပြက်ခေါ်နေတဲ့အရေးတခုခုလိုက်အောင်ဖြောဖြောအောက်မှာလမ်းမြင်လိုက်ရတယ်ဟိုမှာကွာဘယ်သူတော့မသိဘူးဖိုးသူကလည်းမျိုးထုတ်ပြလိုက်တယ်အွန်လိုင်းကတတိနဲ့လှေကိုကန်းဆက်တော့ကိုတွားလိုက်ပြီးတော့ လာရောက်ဟောမှဒေတာကြည့်လိုက်တဲ့အဖိုးကြီးတယောက်ဖြစ်နေကြတယ်။အဖိုးကြီးကပင်ပင်ချောက်ချောက်သပင်တွေကဖြိုးဘေးရနဲ့သူ့မျက်လုံးတွေကလာရောက်ဟောမှကံတိုးတောက်ပနေသလိုမျိုးကိုတွေ့လိုက်ရတယ်။ဟာအဖိုးဒီလိုညံ့ညက်ကြီးတဲ့မှာဘာလုပ်နေရလဲဆိုပြီးတော့အောင်နိုင်ကမေးလိုက်တဲ့အခါမှာအေးငါတူတူရအဖိုးကဒီမြေချောင်းမှာငါအုပ်တွေဘယ်နာကြတတ်လဲဆိုတာကိုသိတယ်။မင်းတို့မမရတော့စိတ်ငြိမ်ကြတယ်မဟုတ်လား။လာကိုလိုက်ပြမယ်။ငါတွေတော်ဝါကြီးရစီရမယ်။ ဆိုပြီးတော့အဖိုးကြီးက6ခက်ခက်အတန်နဲ့သူတို့ညီအစ်ကိုပြောလိုက်ပါတယ်။ကိုရီကတော့ငားရမယ်ဆိုရဲစိတ်နဲ့မျိုးလုံးတွေရောင်လက်တော့ခဲ့ရပေါ့။အွန်လိုင်းကတော့နည်းနည်းတုံဆိုင်နေတယ်။ဒီလိုညာရင်းကြီးကြီးမှာဒီလိုနေရာမျိုးမှာအဖိုးကြီးတယောက်က ဆိုပြီးတော့စိတ်ထဲမှာမယုံတင်ကဖြစ်နေခဲ့တာပေါ့။ဒါပေမဲ့ငားမရတဲ့ဒုက္ခကိုတွေးပြီးတော့လေ။ကဲအဖိုးတက်ခဲ့ဗျာ။ကျွန်တော်တို့လည်းငားလို့ခြင်းနေတာနဲ့အတော်ပဲဗျ။ဆိုပြီးတော့အဖိုးကြီးကိုပြောလိုက်တယ်။အဖိုးကြီးက ဂါဆိုမင်းတို့ရှေ့ပေါ်ငါတက်ခဲ့မယ်နော်လို့ထပ်ပြီးခွန်တောင်းလိုက်တဲ့အခါမှာဖိုးသူကတက်ခဲ့ဖို့တက်တက်ရလာကျွန်တော်ကူရမလားဆိုပြီးတော့ဖိုးသူတို့တန်တော်မဆုံးပြန်ပါပဲအိုးကြီးကလေဘောကိုအကျော်နဲ့မလိုက်အောင်ပေါ်ပါတလက်စာပဲခွန်တက်လိုက်ပါတော့တယ်ဖိုးကြီးရှေ့ကိုရောက်တာနဲ့ခေကနည်းနည်းမျက်ရည်နဲ့ဖြစ်သွားပြီးအေးစိမ့်စိမ့်ငွေတက်တခုပြန့်နှံ့လာသလိုမျိုးကိုကိုကြီးဖြစ်သူအောင်နိုင်ကခံစားလိုက်ရတယ်ဒါပေမဲ့ သူစိတ်ထင်တာပဲဖြစ်မှာပါလေလို့တွေးလိုက်ရင်လေကလုဆတ်တော်နေခဲ့တယ်။ဘိုးကြီးကမြင်ညာဘက်ကချောင်းတစ်ခုတည်းကိုလက်ညှိုးထိုးပြပြီးတော့အဲ့ဒီချောင်းတွေကိုဝင်ချောင်းရဲ့အစုံနားမှာဝဲဟန်ကြီးရှိတယ်။အဲ့ဒီဝဲဟန်ကြီးအနားမှာပိုက်ကွန်ကိုချ။မားရီအများကြီးရှိနေတယ်လို့ပြောလိုက်တယ်။သူတို့လည်းအဘိုးကြီးညွန်တဲ့အတိုင်းလှောက်ခတ်လာခဲ့ကြတာပေါ့။ချောင်းကမှောင်မဲပြီးတိတ်ဆိတ်နေခဲ့တယ်။လောက်တော့တကန်းတွေကြားပါကောင်းကောင်းမထိုးဖောက်နိုင်တော့အောင်ဖြစ်နေခဲ့တယ်လို့ပါပဲ။ အဖြစ်ဖြစ်နဲ့ရေကလည်းလေးဆက်လာတယ်လို့မျိုးပိုးဖြစ်ကောင်းတို့ရဲ့အော်ဗန်တွေကပါမချားရတော့ပဲတိတ်ဆစ်နေခဲ့ပြန်တယ်အဖိုးကြီးညွန်ပြတဲ့ဝဲဟိုင်နာကိုရောက်တဲ့အခါမှာပက်ကုံကိုချလိုက်ကြတယ်ခဏချောပက်ကုံကိုစွတ်တင်လိုက်တဲ့အခါမှာတော့အောင်နိုင်ရောက်ဖို့ဒီပါအံဩသွားတယ်မချင်းမခုမမြချင်းစော့တဲ့ငါးကြီးတွေပက်ကုံထဲမှာတိုးဝဲခုံပြန်နေတာမနေ့မနေ့အများကြီးပဲတည်းဟာတကယ်ပဲဗျို့အများကြီးပဲဖိုးထုကဝမ်းသာအားရအော်လိုက်တယ်ဒီကုံထဲမှာ ငါတို့ကိုချင်းတဲ့ဉာဏ်ထက်နေကြတော့ကိုကြီးကတော့လူထဲမှာငင်းငင်းလေးထိုင်ရင်းသူတို့ကိုစန့်ကြည့်နေကြတာပေါ့သူ့နေမှာမထူးဆန်းတဲ့ဟပြုံးတစ်ခုပေါ်နေတယ်လို့မျိုးပါပဲနောက်တစ်ခေါက်အိုက်ကွန်ကိုထက်ချတဲ့ထက်ရတာပဲလေထဲမှာငါတွေတော်များများပြည့်နေခဲ့ပါပြီအွန်လိုင်းကတော်တော်ကြီးချင်းနဲ့ဖုန်းဒီလောက်ဆိုကြောတဲ့ကြောင်းရင်အောင်အဆင်ပြေပြီလို့ပြောလိုက်တယ်အေးအေးမင်းတို့သဘောပဲလေဆိုပြီးတော့အဖိုးကြီးကကောင်းရင်ပြလိုက်တယ် အွန်လိုင်းကရေကူဇော်ပတ်ပြန်ဆက်ဖို့လော်တက်ကန်လိုက်တဲ့အချိန်မှာပဲဖိုးရူစီကအမေဆိုတဲ့ထိုင်လန်တကြားအော်ဒိုင်ထွက်လာခဲ့တယ်။အွန်လိုင်းလက်ကြည့်လိုက်တဲ့အခါမှာဖိုးရူကနှလုံးပြူပစအဟောင်းလာနဲ့ရေတဲကငါးချင်းတွေကိုလက်နှုတ်ထိုးပြနေရတဲ့အွန်လိုင်းချမ်းကြည့်လိုက်တဲ့အခါမှာဖျားဖျားအဖိုးကြီးကလေထဲမှာကုန်ဖိုးကြီးဖြစ်နေပြီးတော့ရှင်းတဲ့ကငါးအရှင်ကြီးတပောင်းကိုလက်နဲ့ဆွဲထုတ်ပြီးသူ့ရဲ့ရှင်လျားတဲ့ချံဖွက်နေတဲ့ဗက်တယ်ရီနဲ့ပိုက်ကိုဖောက်ပြီး မားရဲ့အသွင်းသားတွေကိုအစိမ့်နဲ့ကြီးကိုက်ဖဲစားနေတာပါသူပဇက်ကနေမားရဲ့သွေးတွေသက်သက်ကျနေပြီးနှလုံးတွေကလည်းရင်းရင်းနဲ့တောက်လောင်နေခဲ့သူပုံစံကအရင်ကအပိုးကြီးပုံစံမဟုတ်တော့ပါဘူးရက်ကပိုရှင်ထွက်လာလို့မျိုးသူ့ရဲ့အရင်ကားတွေကလည်းစိမ့်ဖက်ဖက်ကြီးဖြစ်နေခဲ့တယ်ဟာဟာဟာငါကကြွေးရတဲ့ကျေးဇူးပဲကွာငါကဒီမြစ်ကိုစောင့်နေနေစောင့်တည်းရဲ့ကွာလာပြီညဆိုငါအစားအစာထွက်တယ် မင်းတို့ကငါ့အတွက်အစာရင်ယူလာပေးတာပဲဟာဟာဟာဆိုပြီးတော့အဖိုးကြီးရဲ့အကန့်ကြီးကကျေလောင်ပြီးတော့ပဲ့တင်ထပ်သွားခဲ့တယ်။အောင်းလိုက်တကူတော့ချက်သေးလေးထပ်သူ့ရဲ့စောင့်တက်လာပြီးတော့ခံစားလိုက်ရတယ်။ဦးရီကတော့ကြောက်လုံးလို့ဒုံဒုံကြီးနေနဲ့ဒီလိုဖြစ်ပြီးအောင်းနိုင်လက်မောင်းကိုအသေးဆုပ်ကန်ထားခဲ့တယ်။ရောရောခုတ်ကပြေအောင်ရှော့ရှော့အောင်းနိုင်ကအသေးစိတ်ပြန်ကပ်ပြီးတော့စော်တက်ကိုအားကိုဆိုင်လို့နေကိုမြေအောက်ဖက်ကိုအမြန်လှော်ထပ်ဖို့ကြိုးစားတာပေါ့။ဘယ်ပြင်းမလို့လဲကွာ။ အားစာတွေပဲတဲတော့မလို့လားတဲခူကြီးကလေကိုကနေရေထဲကိုဝေါကုန်းနဲ့ခုန်ဆန်းတော့ပြီးခူကြီးအောက်ကနေဆွဲထားတယ်လို့ပြောနေကရှေ့ဆက်ကိုမတိုးတော့ပါဘူးချော့ချော့ဆန်းမအားတော့ချော့ပေးဆန်းပါအောင်နေကအော်ရင်ခဲ့နေတဲ့ရှော့တက်တဲ့ရေကိုရမ်းခတ်နေတယ်တဲခူကြီးကရေထဲကနေဝေါကုန်းနဲ့ပြန်ပေါ်လာပြီးလေနံရံကိုသူ့ရဲ့ရှင်နုံနုံလက်ကြီးတွေနဲ့ဆွဲကင်လိုက်တယ်သူ့ရဲ့မျက်နှာကသူ့လိုနဲ့တထော်တော့ပဲကွာတော့တယ်လေဒီကစားကအပေါင်းနဲ့လိုလို့ မကြီးရံ့လို့တော့အလန်ဆုံးကြီးကတဟောင်းဟောင်းခွက်နေတာပေါ့မင်းတို့ကိုဒီလိုငားတွေပေးထားတဲ့အတွက်မင်းတို့ညှောက်ခဲလာတယောက်ယောက်ကတော့ငါ့ကိုအစာအဖြစ်ကျန်ချူရမယ်ကွာတရေကိုကြီးကဖိုးထုတ်ဘက်ကိုလက်လှမ်းလိုက်တယ်ဘလုံးတယ်အောင်နိုင်ကသူ့ရဲ့ရှေ့မှာရှိတဲ့လေထဲကဓမောက်ကိုဇူပြီးတော့အဖိုးကြီးရဲ့လက်ကိုအားကုန်ခုတ်ချလိုက်တယ်တရေကိုကြီးရဲ့နားချင်းသောအဟိတန်ကြီးကလက်တစ်ချောင်းလုံးပြတ်နှံ့သွားပြီးသူ့လက်ကနေအစိမ်းအောင်ရေတွေပန်းထွက်လာခဲ့တယ် အဲ့ဒီရေတွေလေပေါ်ကျတဲ့နေရာမှာမိဘငွေတွေခတ်တော့တာမျိုးလည်းတွေ့လိုက်ရတယ်။တရဖို့ဒီရေတွေကိုပြန်ချတော့တဲ့အချိန်မှာအောင်နိုင်ကအခွင့်အရေးကိုလက်မလွတ်ပဲလေကိုအတပ်ပုံလှော်ပြေးပါတော့တယ်။ဖိုးတူကလည်းကြောက်ကြောက်နဲ့အော်ရင်ဟိရင်စော်တဲ့အသေးတစ်ချောင်းနဲ့ကူတော်ခဲ့တယ်။သူတို့နောက်ကနေတရဖို့ကြီးရဲ့ဂျင်စဲတန်အော်ဟစ်တန်တွေကလိုင်းဘုတ်တန်နဲ့အတူဇောထွင်ပြီးပါလာနေတော့ပါပဲ။ဘလောက်ကြောင်လှော်ခဲ့ရလဲမသိဘူး။သူတို့ဇော်ကမီးအောင်ဖြုတ်ဖြုတ်ပို့လှမ်းပြင်ရတော့မှပဲတပင်းချနိုင်တော့တယ်။ ရွာကန်းဆိုင်ရောက်တာနဲ့လှေကိုဖြစ်တလို့ထားပြီးရွာထဲကိုအတင်းပြစ်တက်ခဲ့ကြတာပေါ့။တညာတော့ကြောက်စိတ်ကြောင့်အိမ်မပြောင်းနိုင်ခဲ့ကြဘူး။မနက်မိုးလင်းတော့အွန်လိုင်းကရွာကလူကြီးပိုက်တချို့ကိုအကျိုးအကြောင်းပြောပြပြီးသူတို့ရွှေရှိရမှုတွားချစ်ကြတယ်။နေကသူတို့ထားခဲ့တဲ့အတိုင်းပါပဲ။ဒါပေမဲ့လှေဝန်းထဲမှာတော့မားကောင်းတွေငါအယိုးစုတွေကပြန့်ကျဲနေပြီးထူးဆန်းတာကလှေနိုင်ငံမှာအစိမ်းရောင်အကြိတ်ထရေတွေပေးချန်နေတာကိုအားလုံးတွေ့လိုက်ရပါတယ်။သူတို့ဖမ်းခဲ့တဲ့ငါးတွေရဲ့တဝက်လောက်ကတော့ ပျောက်ဆုံးနေတယ်ပါတယ်။ဇော်ကအတက်ကြီးဆုံးဖိုးကြီးတစ်ယောက်ကအေးမင်းတို့ကံကောင်းလို့လွတ်လာတာကွာ။အဲ့ဒါမြေဆောင်တဲ့ပဲ။လာပြင်းညောင်ဆိုသူကဆာဆာထွက်တတ်တယ်။သူ့ကိုမတော်တဆတွေ့မြင်အတက်ဘေးနဲ့ကြုံရတတ်တယ်လို့အားလုံးဘိုးဘေးတွေကတည်းကကြောစမရှိကြတယ်။ပြီးတော့အကန္နာမင်းတို့နှစ်ယောက်သူ့ကိုလေဘောခေါ်တင်သွားတယ်မှတ်လားလို့လေးလိုက်တဲ့အခါမှာမင်းကိုမျိုးရဲ့ကြောက်စိတ်ကတို့လို့တော့ဆိုးသွားခဲ့ပါလေ။အဲ့ဒီနေ့ကစပြီး online နဲ့ကုမ္ပဏီတို့မင်းကိုမျိုးဟာ ဒါပေမဲ့ညတွေမှာမြက်ထဲကို၅ဘန်းထပ်ဖို့ဘယ်တော့မှဆက်မကူရတော့ပါဘူး။သူတို့ရှင်ထဲမှာတော့လိုက်အောင်အောက်ကအဖိုးကြီးရဲ့၆ကက်ကက်ရေတံနဲ့အတူငါအစိမ့်တွေကိုကြိုက်ပြဲစားတောင့်နေတဲ့ကျောင်းမဲ့ဖွယ်ပုံရည်ကြီးကတတလုံးဆွဲထင်ကြံရည်ထက်နေရတာမို့ဗျာ။ဒီကျောင်းတွေကိုရောဘတချို့သူတွေကတော့မိုးကြောင်မျိုးကြောင်ညီကိုနဲ့ရောက်ရံမိုးပြီးစောက်တော့နေတာလို့ပြောကြတယ်လို့အချို့ကလည်းတကယ်ယုံကြတဲ့သူတွေရှိပါတယ်။အတူတူအဲ့ဒီလေဆောင်တရားကိုတိုင်တယ်ပြီးငါးပန်းထွက်ရတကယ်ပဲငါးပြီးပူရတက်တယ်လို့တော့ယူရှိနေကြပါတယ် ကဲမိစေတို့ကရောဘယ်လိုထင်ကြမလဲဒါတွေကတကယ်ဖြစ်နိုင်ရဲ့လားမဖြစ်နိုင်ဘူးလားကျွန်တော်ကတော့ပင်လယ်သားအပြပင်လယ်ပင်မှာထူးဆန်းတဲ့အကြောင်းတွေအများကြီးရှိနေဆိုတာတော့အကျဉ်းမဲ့ယုံပါလေမိစေတို့ရဲ့ယူဆချက်ကိုသိကျင်တယ်ဗျာကွန်မန့်မှာအမှန်ပေးကြကြပါဘို့ပြီးရင် like and subscribe လုပ်ပေးကြဖို့လည်းမမေ့ကြနိုင်ဘူးနော်အားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေဗျာကျွန်တော်ပင်လယ်သားပါ